ရိသတ်များအားလုံးကိုကျမတို့ရဲ့ Ne Audio Book Channel လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူမိုးဆွေရေးသားထားတဲ့ညမွေးပန်းဤရာဇဝင်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ဇာတ်လမ်းလေးမစခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးဘေးနာ Notify Bell လေးကိုနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။အင်းအားလမ်းမှာစိုင်းကလေးတစ်စီးအရှိန်ပြင်းပြင်းနဲ့မောင်းနေလျက်ရှိတယ်။ ဆိုင်ကယ်ရှိမှလူငယ်လေးတယောက်ကမောင်းနေနေပြီးဆိုင်ကယ်နောက်တွင်မူမိမချော်လေးတယောက်ကလူငယ်လေးရဲ့ကားကိုတင်းတင်းဖတ်ထားရင်းအနောက်မှကိုကိုနဲ့တနေ့တနေ့လဲနေရတာနဲ့ချစ်တော့အတန်းထဲမှာစာရီတောင်မလိုက်နိုင်တော့အိမ်ကမိမိတို့သိရင်တော့ဆဲမှာပဲသူတမီတက်ကတူကောင်းကောင်းမှတက်ပါစေဆိုပြီးရန်ကုန်မြို့ကြီးမှာအဆောင်ကောင်းကောင်းထားပေးထားတာတမီကချစ်သူနဲ့ပျော်ပွဲဝင်နေရလေဘာလဲချစ်ကကိုနဲ့ရှောက်လေရတာကိုမပျော်ဘူးလားပျော် ြောတာပေါ့ကိုကလည်းဘလို့ပြောလိုက်တာလဲဒီကအချစ်လွန်းလို့ကိုရင်ခွင်ထဲမှာတသက်လုံးမျက်စိမိတ်ပုံအပ်ထားတာပါနော်ကောင်မလေးစကားဆုံးတော့ကောင်လေးကကောင်မလေးရှေ့မှာညာတိုင်းတီးဆိုပြလေးရှိတဲ့ထိုချေရခစ်စားနေတဲ့ညာမွေးပန်းတခြင်းလေးကိုအော်ညီးလိုက်တယ်ကောင်မလေးကကောင်လေးရဲ့တခြင်းတန်ကိုဆိုင်ကယ်လေးတိုက်တန်နေကြကွယ်ကွယ်ပြားပြားကြားနိုင်ရန်အတွက်ချစ်သူကောင်လေးရဲ့ကြောနာသို့သူ့နားလေးကပ်ထားလိုက်ရင်ကိုဒီတခြင်းလေးဆိုပြတာအရန်ကြိုက်တာပဲဒီတခြင်းကို တခြားဘသူတွက်မှမဆိုပြရအောင်နော်ချစ်တယောက်တည်းတွက်ပဲတတလုံးမူပိုင်ယူထားမယ်အဆောင်ရှိမှကိုဂီတာလေးနဲ့လားဆိုတာတော့ချစ်ကတိတ်မကြိုက်ဘူးတဝင့်တိုးတယ်ဘေးခန့်ကောင်မလေးတွေကကိုကိုငန်းနေကြတာဒုကူကူကအယမ်းချောအတန်းလေကောင်းချွဲရလဲချွဲတက်စကားကလည်းတက်တော့စိတ်မချနိုင်အောင်ချစ်တယ်ကိုရဲ့ကောင်းလေးမျက်နှာမှာတော့တီနူးပုံရိပ်လေးတန်းသွားပြီးတော့တချင်းလေးကိုပိုကြဲကြဲလေးဆူလိုက်မိတယ်။ညာတော့ငါတွေ့ရတဲ့ကောင်းမလေးတယောက် ပျောက်သွားလို့လိုက်ရှာနေတယ်။ညာမွေးပန်းလေးရဲ့တချင်းစုံနေရင်နောက်ကသူ့သူကောင်းမလေးရဲ့စံနယ်လေးလေထဲမှာ ပြန်ဝဲနေတာကိုကြည်နူးမိပြီးအနောက်ကိုတစ်ချက်လှည့်ကြည့်နေတော့အနောက်ကကောင်းမလေးကအလန်တကြားအမူအရာနဲ့ထော်အော်လိုက်တယ်။ကိုရှိရှိမကာအာအရာရာအမောင်တိကျသွားလေတော့တယ်။1990ခုနှစ်နေပါဝင်ချိန်ခက် ဒေသကောလိန်နှင့်ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေမှာကျောင်းဖွင့်ချိန်မှုကျောင်းတက်ရန်ရောက်နေကြတယ်။နေမကျောင်းသူကျောင်းသားများမှလည်းတူတူကိုကိုကျောင်းနဲ့နှီးဆက်ရအဆောင်များမှငားရမ်းနေထိုင်ကြရတယ်။ထို့ထဲမှအင်းရကန်တဘေးရှိ AD ကားမတိုင်အနီးရှိအဆောင်မှလည်းတခုအပါဝင် ဖြစ်တယ်။အဆောင်မှာတည်သားတည်တန်းနဲ့တိဆောက်ထားပြီးနောက်ငွေတခုထဲမှာပင်နှစ်ထပ်ဆောင်ကြီးနှစ်ခုကိုကြောချင်းကဲ့ရဲ့တိဆောက်ထားခြင်းဖြစ်တယ်။တဆောင်လီအပေါ်တက်တွေအခန်း၅ခန်း အောက်ထပ်မှာအကန်ငါကန်နဲ့ဆယ်ကန်းစီပါဝင်ပြီးတခန်းစီတွင်ဂရင်းနှလုံးလူနှစ်ယောက်ကောင်းကောင်းနေလို့ရအောင်စီစဉ်ပေးထားတယ်။ဂရင်းနှလုံးအလယ်နေရာတွင်စာကြည့်စပွဲကုတ်တစ်ခုကိုထားပေးထားသေးတယ်။အဆောင်ကြီးကိုဆောက်လုပ်ထားတဲ့ဝင်းကြီးထဲတွင်ပင်အိမ်နာများကိုဆယ်လုံးနီးပါးခန့်လောင်လောင်ငန်းငန်းတိဆောက်ပေးထားသေးတယ်။ရေချိုးရံအတွက်လည်းပူပင်စရာမရှိအုပ်ရေကန်ကြီးတစ်ကန်ကိုအဆောင်ဝင်းကြီးအလယ်တွင်ပြုလုပ်ပေးထားပြီးအဆောင်သူများများလျင်များသလောက် ရေခမ်းကြီးပပက်လဲတွေမင်းရေကိုလုံလောက်စွာချိုးနိုင်တယ်။အဆောင်မှာတက်ကတိုးနဲ့အတော်လေးလဲနီးတယ်။မိပေးတဲ့စနစ်မှာလဲညအိတ်ချိန်မတိုင်ခင်တိစာကြည့်နိုင်ရန်အတွက်တီးတက်စီစဉ်ပေးထားသေးတယ်။အိတ်ချိန်ရောက်မှသာမိဖြက်အမောင်ချထားတဲ့စနစ်ကိုသုံးထားတယ်။အဆောင်နေရာမှာကားမတ်တိုင်လဲနီးစားစရာတောက်စရာအတွက်လဲပူစရာမလိုတော့အောင် အစားတောက်တန်းတွေပေါ်တဲ့နေရာဖြစ်နေပြန်လေပတ်ဖို့အတွက်ကလည်းလီကောင်းလေတဲ့အပြေရနိုင်တဲ့အင်းအကန်ကြီးကအယံသည့်အဆောင်မှထွက်ထွက်ချင်းမင်း ကားလမ်းမကြီးတို့တန်ရောက်သည့်အထိအစဉ်ပြေတယ်။အဆောင်ပိုင်းရှင်မှလည်းစီးစနစ်ကြသူများဖြစ်ကြပြီးတန်ရှင်းမှုကိုလည်းဦးစားပေးထားတာကြောင့်မိန်းကလေးအများစုမှထိုအဆောင်တွင်နေရတာကိုပိုကြိုက်ကြတယ်။ထို့ကြောင့်ထိုအဆောင်တွင်နေထိုင်နိုင်ရန်အတွက်ကြောင်းများမဖွင့်မီကျောင်းရဲ့စင်ကလေးကတခါတည်းစိတ်ရင်းကြိုပေးထားတဲ့အထိလူတိုးရတယ်။ထိုအဆောင်အားမိန်းကလေးများနှစ်သက်ကြတဲ့အချက်များတွင်အရေးပါဆုံးသောအချက်နောက်တစ်ချက်လည်းရှိသေးတယ်။ထိုအချက်မှာညပတ်များတွင်အဆောင်နဲ့ ။အင်းရဘတ်ချာမှတက္ကသိုလ်ကျောင်းသားလေးများကဂစ်တာများတညာလုံးတီးကတချင်းဆိုရင်အဆောင်သူလေးများကိုပူပန်းကြားတဲ့အချက်ဦးဆိုပါကမားပွဲရမရှိ။အဆောင်ရဲ့တိဆောက်ပုံမှာနှစ်ဆောင်ရှိတဲ့အနက်တဆောင်မှာအင်းရဘတ်ကိုမျက်နှာပေးထားပြီးကြံတဆောင်မှာထိုအင်းရဘတ်ကိုမျက်နှာပေးထားတဲ့အဆောင်နဲ့ဖင်ချင်းကက်ကြောချင်းကက်ကစောက်ထားခြင်းပဲ။ညာဘက်ကောင်လေးများတချင်းလာဆိုတဲ့အခါအင်းရဘက်အဆောင်မှအဆောင်သူများမှအစဉ်ပြေကြတော့လေ ဟိုဘက်ချက်အကွယ်မှအဆောင်သူများမှအစင်မပြေကြတာကြောင့်ဝရဏာများအပြင်ဒီဘက်အဆောင်မှတငယ်ချင်းအခန်းစီခိတကူလာရင်ကောင်းလေးများတချင်းဆိုပြတာကိုတညာလုံးကြည်နူးပီတိဖြစ်နေမိသည်မှာအလौတစ်ခုလိုပင်ဖြစ်နေတတ်တယ်။အဆောင်လေးတို့ရောက်လာကြသူများတဲ့တွင် ခိုင်ကြပဲဆိုတဲ့တက္ကသိုလ်ကျောင်းသူလေးလည်းတဦးအပါဝင်ဖြစ်တယ်။မိဘများမှာနေမဖြစ်တော့လဲတမီအား၁၀လမ်းပြီးတာနဲ့ကြောင်ကောင်းကောင်းတက်ပွဲကောင်းကောင်းရစေရန်အတွက်ရည်ရွယ်ပြီးအဆောင်နေအဆောင်စားအဖြစ် အဆောင်ထားပြီးကကြောင်းတက်စီတဲ့အခန်းပေါ်မိန်းကလေးမှလည်းခိုင်ကျပဲနီတူနေမတကူးတကကြောင်းလာတတ်သူတဦးဖြစ်တဲ့အခြားဘေးကမ်းများအပြင်အဆောင်တစ်ခုလုံးမှမိန်းကလေးများသည်လည်းထိုနီတူပဲခိုင်ကျပဲမှစကားပြောဆိုတတ်ခြင်းစိတ်ဓာတ်ကောင်းခြင်းတို့ကြောင့်အခန်းပေါ်များနဲ့ရပ်ပိုင်းအတွင်ညီမရင်းများတပ်ဖွဲ့ချစ်ခင်ရင်းသည့်ခင်မင်သွားခဲ့ကြတဲ့မိသားမတူကြပေမဲ့ကြောင်းတူကြသူချင်းမှုအကူအညီများအပြန်အလှန်ရရှိခဲ့တဲ့ညစဉ်ခိုင်ကျစဉ်တို့အဆောင်ရှိမှာ ဂီတာတီးတချင်းဆိုပြတဲ့လူငယ်များကြောင့်လဲခိုင်သစဉ်ပူပျော်နေမိတယ်။ဘာရဲ့မဟုတ်ပေမဲ့လူငယ်ဘဝအတွက်အလားတရားတွေပဲမဟုတ်လား။တနေ့ပြင်းပြင်းရှိတာနဲ့ခိုင်သစဉ်တို့ဂျူနီယာလေးတွေတစုအဆောင်နဲ့အရင်နှစ်တွေကလေးကနေပူးခဲ့ကြတဲ့အမတွေနဲ့တခမ်းတဲ့စုကစကားလက်ဆောင်ကြနေရင်စကားပြောရင်သူ့နဲ့အကြောင်းကိုယ့်နဲ့အကြောင်းနေရာနေဒီအဆောင်အကြောင်းကိုရောက်လာကြတယ်။စီနီယာအမတွေကစပြောလိုက်ပုံကညီမလေးတို့တရေကြောက်တက်လာတဲ့ နေမာနေလာတာဆိုပေမဲ့လည်းတကြိမ်တစ်ခါမှတရေတစေနဲ့ကြုံမှုသူများမဟုတ်ကြတဲ့အတွက်သူ့မေကွန်ကြီးကတစိမ့်ဆန်နေတာအမှန်မင်းခိုင်စပယ်ရတော့မကွယ်မဝတ်တန်းဖြေလိုက်တယ်ဟုတ်ကြောက်တတ်တယ်မမဒါပေမဲ့တရေကားကြီးအရန်ကြိုက်တယ်အဲဒီကလေးမနဲ့တော့ခတ်ပြီဒီမဲ့ဒီအဆောင်ကြီးအကြောင်းညီမလေးတို့မသိသေးတာတခုရှိသေးတယ်စီနီယာအမစကားကြောင့်ခိုင်စပယ်တို့တငယ်ချင်းတစုတယောက်အနာတယောက်တိုးကပ်လိုက်ရင်ကြောမလုံးသလိုဖြစ်နေတော့အမကြီးက ဒီအဆောင်ရှိမှာဂီတာလာတီးတဲ့သူတွေဘယ်တော့မှ မဆိုရတဲ့တခြင်းတပုတ်ရှိရဲ့တိလားခိုင်စပယ်တို့ကခေါင်းခါပြတော့ထိုစီနီယာအမကြီးကဘေးဘီကိုသေချာကြည့်ပြီးစိတ်ချရတဲ့အခြေအနေဟုယူဆတဲ့အခါမှာလေတန်လေးနဲ့ပြောလိုက်တယ်ငါမွေးပန်နဲ့အဲ့ဒီတခြင်းကိုဒီအဆောင်ရှိမှာလာဆိုရင်အညဒီအဆောင်မှာတခုခုဖြစ်ပြီးသားမှတ်ဂျူနီယာတယောက်နားမလည်သလိုနဲ့ဝင်မေးလိုက်တယ်အဲ့ဒီတခြင်းဆိုတာနဲ့အဆောင်မှာတခုခုဖြစ်တာနဲ့ဘာဆိုင်လို့လဲမမတခုခုပတ်သက်နေသလား တမီးတော့မစင်စားတတ်တော့ဟုတ်တယ်ပတ်သက်တာမှအကြီးပတ်သက်တာအရင်ကတို့အဆောင်မှာဇလန်းလေးတစ်ပုတ်ရှိခဲ့ဘူးတယ်အဆောင်သူအချောလာကောင်မလေးတယောက်လာနေခဲ့ဘူးတယ်လေအဲ့ဒီကောင်မလေးနာမည်တော့မပြောတော့ညာဘက်ကြီးဆိုတော့ဒီကောင်မလေးမှာချစ်သူရှိတယ်သူချစ်သူလာတဲ့ညတွေဆိုအရန်တည်တာတယ်အဲ့ကောင်လေးကရောက်တာနဲ့ညမွေးပန်းတခြင်းကိုစဆိုတော့တာပဲကောင်မလေးကလည်းအဲ့အတန်ကြားပြီးဆိုသူချစ်သူမှတန်းတည်တယ်အဲ့ကြောင့်အခန်းထဲကနေပြေးထွက်ပြီး တချင်းဆိုတဲ့နေရာကိုအလူရက်ထွက်ကြည့်ရတာကတလုံးဖြစ်နေတာပေါ့တိတ်ချစ်ကြတဲ့သူတို့နှစ်ယောက်ကိုကကြမမပေါင်းစီခြင်းမူနဲ့တူနေတနေ့သူတို့နှစ်ယောက်အဆောင်ကနေညာဘက်ဆိုင်ကင်နဲ့ထွက်လဲကြတာကောင်လေးမောင်းတာအရှိန်များပြီးတနေရာရောက်ရုတ်တရက်ထွက်လာတဲ့ကားနဲ့ဝင်းတိုက်ပြီးအနောက်ကအဆောင်သူကောင်မလေးကနေရာမှာပဲပွေခြင်းပြီးအစိမ့်တွေကွယ်လွန်သွားရှာတယ်ကောင်လေးကတော့ယူသွားတယ်အောက်ပိုင်းတည်သွားတယ်အဲ့လိုအမျိုးမျိုးပြောကြတာပဲတေချာတော့မသိဘူး ။နောက်ပိုင်းအဲ့ဒီကောင်လေးចောင်းဆက်တက်တာလည်းမတွေ့ရတော့ဘူး။ဒီလိုတွေဖြစ်ပြီးနောက်ပိုင်းအဆောင်ပိုင်ရှင်တွေကလည်းအယုံကြည်မရှိကြတာနဲ့စိုးနေပါတယ်မတွေ့ပေးကြအောင်။အလုံးရှုပ်တယ်ဆိုပြီးဒီတိုင်းထားထားကြတယ်။ဆုံးသွားတဲ့အဆောင်သူကောင်မလေးအိမ်မှာလှုပ်ပေးတာပဲ။ဒီမှာလှုပ်ရှားမလို့ဆိုတဲ့ပုံမျိုးပေါ့။အဲ့တော့ဟိုတယောက်ကအမျှတမ်းမရဘူးနဲ့တူတယ်။ဒီအဆောင်ရှိမှသူတိတ်ကြိုက်တဲ့ညာမွေးပန်းတခြင်းဆိုတဲ့ညတွေဆိုအဆောင်မှာရှိတဲ့သူတွေအကုန်လုံးအိမ်မရတဲ့အထိနှောက်ရက်ပြီးစိတ်ညစ်အောင်လုပ်တတ်တယ် အလုံးကလည်းအဲ့တချင်းလာဆိုမှကိုတေလောက်ကြောက်နေတတ်ကြတယ်။ဒါကြောင့်လည်းတချင်းလာဆိုနေကြကောင်လေးတွေကိုကြိုမာထားရတယ်။အဲ့တချင်းမဆိုပါနဲ့ဆိုပြီးတော့လေထို့သူပြောနေစင်မှာပင်မိကလေးများအလုံးရှင်နေတထိတ်ထိတ်ဖြစ်သွားစေတဲ့ဂီတာပြိုးတံလေးကိုကြားလိုက်ရတယ်။တီလုံးအဝင်အယညောင်မွေးပန်းတချင်းကိုစိုးတော့မြီမှာတေချာနေပြီ။သူတို့အလုံးစိတ်ထဲစိုးရိမ်နေတဲ့အတိုင်းအဆောင်ရှိရဂီတာတံနဲ့အတူတချင်းစိုးတံလေးပါထွက်လာတော့တယ်။ ဘလို့များကြက်တီတုံးလိုက်တဲ့သူလဲဆိုပြီးတော့အဆောင်သူတွေရေရွတ်လိုက်ကြရင်ထိုတချင်းဆိုသူကသာမြစ်တောင်ဝိုင်းပို့နေမိကြတယ်။တချင်းဆိုနေသူကအကျိုးကြောင့်အလိုက်ကဲဆိုအခြေအနေကိုတေချာမသိပဲသူတချင်းကိုသာပလေးပိုက်တန်းနိုင်လေးတန်းနဲ့ဆက်ဆိုနေတယ်။အဆောင်ထဲမှာတော့ကဘာပြတ်တော်မယ်။အဒီနေညာကအဆောင်တစ်ခုလုံးအကြတမ်းမယ်မကြားရအောင်တိတ်ဆိတ်နေပြီးအကြောက်တရားကိုမျှော်နေမိကြတယ်။ဒီလိုမှောင်မဲနေတဲ့ညာတဲ့ပူမောင်မဲ့ညာဟူသည်ရှိနိုင်တော့မီမထင်။ ခိုင်စပယ်ရဲ့ဘေးကမ်းတွင်နေတဲ့ငိမ့်မေတယောက်အိပ်ပျော်တဝက်နိုးတဝက်ဖြစ်နေတော့သူ့အဆောင်အခန်းတကားကြီးကတက်ကြွကြီးမြည်လျက်ပွင့်သွားပြီးနောက်အခန်းထဲသို့မြူကိုလိုအငွေတွေဝင်လာပြီးမြူများသားမှစပင်ဖားရနဲ့ခေါင်းဝင်အဖြူအောင်လေးဝိတ်ကမတည့်ရက်နေတဲ့မိန်းကလေးတဦးကိုမြင်လိုက်ရတယ်။တရေကားများအများစုရင်တွေ့ရတဲ့တရေပုံစံကိုအဖြူဝါဆက်ဝတ်ထားတာနဲ့လုံးဝစင်တူနေတာကိုသိလိုက်ရတယ်။ထိုချင်းရောင်ကိုပိုထင်ရှားစေသည်ကထိုမိန်းကလေးအနောက်မှအလင်းရောင်စူးစူးကြီးကြောင်ပင် မြိမေတယောက်အလွန်ထိတ်လန့်သွားမိပြီးတစုံတယောက်အားအကူအညီတောင်းရန်အတွက်စူးစားဖို့ပြင်နေစင်ပါပြီအခန်းဝါမှထိုအမျိုးသမီးပျောက်သွားလေတဲ့ထို့သို့ပျောက်သွားတာကြောင့်မြိမေဟိုဒီလိုက်ရှာနေမိစင်ပါပြီအနောက်မှငါ့ကိုလိုက်ရှာနေရလားဟဟဟဆိုတဲ့အတန်ကြားရတယ်လှဲကြည့်လိုက်ရာမြိမေရဲ့ကလေးထုတ်တန်းနေရာမှာကြောက်တိုးအနေထားနဲ့အခန်းဝါမှပျောက်သွားတဲ့တရေမရောက်နေတာကိုမြင်လိုက်ရတယ်မကြခင်မှာထိုတရေမသည်လည်းပျောက်သွားပြန်တယ် ထိုနေ့ညကငိမ့်မေအော်တန်ကြောင့်အဆောင်တစ်ခုလုံးမင်းနိုးသွားကြရတယ်။နောက်ညမှာခိုင်စပယ်တယောက်တည်းရှိတဲ့ညဖြစ်တဲ့တိုက်တိုက်ဆိုင်ဆိုင်မင်းညအဖြစ်ကြောင့်ခိုင်စပယ်ရဲ့ဘေးကမ်းမှငိမ့်မေအပြင်းပြသွားပြီးကျောင်းသားဇာတိကိုပြန်ပြီးစိတ်ကူးရတဲ့အထိဖြစ်သွားရတယ်။ယနေ့ညဒီလေခိုင်စပယ်အခန်းပေါ်မှာရုတ်တရက်ခရီးထွက်သွားရတာကြောင့်အခန်းထဲတွင်ခိုင်စပယ်တယောက်တည်းဖြစ်နေပြန်တယ်။ဖြစ်ကျင်တော့ခိုင်စပယ်အခန်းထဲတွင်ဖျားကန်းရမရှိ ကိုရိုင်းဖျားဝိပြုပန်းလူကျင်ရင်တော့မှ မိမေတို့အခန်းမှာသွားလုံနေကြဖះကျေမထားဒီမှာလဲကိုတွင်းနဲ့ကိုဘေးခန်းကဘာသာမတူတဲ့အမျိုးသမီးရှိတဲ့အောက်ခန်းတွင်ဖះကျင်ထားရင်စိတ်မသက်နာကြယခုတော့ဒုက္ခလလနဲ့ထိတ်တိုက်တွေ့တယ်လို့တယောက်တည်းအိပ်ရမယ့်အခန်းမှာဖះစင်ရမရှိအတူအိတ်တဲ့အဖေါ်ကလည်းမရှိဘေးခန်းမှာလည်းလူမရှိဒီလိုနဲ့ညအိုတယောက်တည်းဘလို့များဖြတ်တန်းရပါလဲဟုတေချာပေါက်စဉ်းစားနေနိုင်တယ် အတွင်းများစွာရစ်တိုင်းနေစဉ်မြက်ဝန်းများမှလေးလံလာပြီးနောက်တပြေးပြေးအိပ်ပျော်ကားစဖြစ်လာစဉ်မျက်နှာပေါ်ရေစက်များကျလာတာကိုခံစားမိလိုက်တာကြောင့်မျက်လုံးများပွင့်လာမိလေတော့တယ်မျက်လုံးပွင့်လာတဲ့အခါမျက်စိရှိမှမြင်နေရတဲ့သူ့ခန္ဓာကိုယ်ပေါ်တွင်အဖြူဝမ်းဆန်းတဲ့ကောင်မလေးတစ်ယောက်မျက်နှာနဲ့လေပင်နာမှာချုပ်ရိုးပလက်ပွားနဲ့ဖြစ်နေရကပြုံးရက်သားကြီးသူ့မျက်နှာကြီးကိုခိုင်စပိတ်မျက်နှာနာကပ်ပြထားကထိုအမျိုးသမီးရဲ့ပါဇက်ထဲမှတရေတဖွဲအရေးများတတောက်တောက်နဲ့ကြာလာခြင်းမင်း တို့တို့ကြုံရတာကြောင့်ခိုင်စပယ်တယောက်ငဲတန်ပေါကုံးအော်ပြီးရုံးကန်လိုက်ရအော်တန်လဲထွက်မလာတယ်လို့ရုံးကန်မှုမှလည်းမစွမ်းသာဖြစ်ရတယ်။လက်နှစ်ဖက်အားတစုံတယောက်ကအတင်းဆွဲချုပ်ထားတယ်လို့ဖြစ်ကလူတကိုယ်လုံးဘလူအားမျိုးနဲ့မှယုံမရဖြစ်နေပါတော့တယ်။ထို့နောက်ဘလူးစည်းတယ်လို့ဖြစ်နေတာကိုသတိထားမိတဲ့နောက်ရှားသမျှဖျားစာများအာရုံစုံနေမိတယ်။ဖျားစာများတတို့တို့ယူနေတာကြောင့်တစ်ဖက်ကတရေမှမခံနိုင်တော့ဘူးထင်မိတယ်။ချက်ချင်းထွက်ပြေးသွားတယ်လို့မျိုး အခန်းတကားကြီးမှာဝုန်းကနေပွင့်ထွက်သွားလေတဲ့ထိုနေ့ညကခိုင်စပယ်တယောက်အတော်လေးကြာမှအတန်ထွက်လို့ရပြီး အကူညီတောင်းပြစ်ခဲ့ပြီးနောက်အဆောင်ရှိတဲ့ညမွေးပန်းတချင်းတီဆိုးသွားသူကိုသာစိတ်ထဲမှာအပြစ်တင်ဒေါသဖြစ်နေမိတယ်။တောင်းပိတ်ခံနေနောက်ဆုံးဆောင်မွဲတွေဖြစ်ဖို့အတွက်အဆောင်တစ်ခုလုံးမှအဆောင်သူများစာအုပ်စူးစားဖက်ရှုကြမ်းမတ်နေကြစဉ်အဆောင်ရှိမှာတချင်းဆိုသူများလာကြပြီဟုကြားရသဖြင့်အုံနောက်စေးတီဟုယူဆကား အလုံးဝရဏာများတွင်ထွက်ကတချင်းစူသားကိုမျောနေမိတော့တချင်းသာမလာခင်ဂီတာတီးနေတဲ့တန်စင်ကြီးမှာသူတို့ယင်းင်းနေပြီးသားဖြစ်တဲ့တချင်းတပုံးနဲ့တူနေတဲ့အခါအဆောင်သူများအလုံးထိတ်လန့်သွားကြပြီးဂီတာရှင်နဲ့အဆိုရှင်အားရက်တန့်ရန်တောင်းပန်နေကြတော့လဲပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်